အလုံးအလုံးမင်္ဂလာပါစတီဗင်ပြောနေပြန်လေကျိုးသက်လိုက်ပါတယ်ဒီဘက်မှာတော့စပါနဲ့မန်ချက်စတာယူနိုက်တက်တို့စပါရဲ့အိမ်ဝင်းမှာကစားသွားဖို့ရှိတယ်ပရီးမီယာလိဂ်ဘက်ဒီဒီဘက်ကတော့စနေနေ့ညနေမြန်မာစံတော်ချိန်9:00နာရီမှာကစားသွားပါတော့နော်ဒီရာဒီအခြေအနေကိုကြည့်လိုက်မယ်ဆိုရင်မန်ချက်စတာယူနိုက်တက်နဲ့စပါကမတိမ်မင်းနေတာမှရှိတယ်အအဆင့်ကတော့စပါကအဆင့်6မှာယူနိုက်တက်ကအဆင့်10မှာစပါက5ခုနိုင်အဲ5ဘွဲနိုင်တာရယ်ယူနိုက်တက်ကလည်း5ဘွဲပဲနိုင်တာရယ် သေးနှစ်ပွဲစီကြာလာတယ်ရှုံးပွဲကလည်းသုံးပွဲစီတူတူပဲပြောရရင်တော့ရလက်တိုင်းရလက်အကုန်လုံးညီနေတယ်ပေါ့နော်သွင်းကိုအဖြစ်လည်းညီတယ်ယူနိုက်တက်ကလည်း16ခုစပါကလည်း16ခုသွင်းထားတယ်အဲမဲ့ပေးကိုမှာတော့ယူနိုက်တက်က16ခုပေးထားပြီးတော့စပါ10ခုပဲပေးထားဒါကြောင့်လည်းဒီနေ့သင်ကြားကွာချက်ကြောင့်စပါအပေါ်ရောက်နေရလို့ပြောလို့ရတယ်မန်ချက်စတာယူနိုက်တက်ရဲ့နောက်နောက်တန်းတော်တော်ကြီးကိုဖြင်းနေတယ်အဲဒီမှာပါတယ်ပေါ့နော်အဲ့တော့ average အဲတပွဲကို ဟိုစပါးမန်ချက်စတာနိုင်တယ်ကိုနှစ်ကိုးနှုံးစီ ကိုးသွင်းနိုင်အားရှိပြီမဲ့ပေးဖို့မှာတော့မန်ချက်စတာယူနိုက်တက်ကတပွဲကိုနှစ်ကိုးလောက်ကိုပြန်ပေးရပြီစပါးစပါးတကိုးနှုံးလောက်ကိုပြန်ပေးရတယ်ဘောနော်အဲ့လိုမျိုးပွာချာချက်တွေရှိရပြီးတော့မန်ချက်စတာနိုက်တက်မန်ချက်စတာယူနိုက်တက်က clean sheet ကိုကုတိတပွဲပဲရသေးပြီးစပါလေးဘူးလေးဝက်တွေရထားတယ်။တရားကြီးချင်းအဖြစ်တော့စပါရဲ့နောက်တန်းကတော့ကျွန်တော်တို့ကပုံမူပြီးခိုင်လာပြီးအဆင်ပြေအောင်မြန်တက်စစ်အင်အားစုကတော့အတူတူပဲပေါ့နော်။ဆိုတော့အင်ဝင်းနဲ့အဝေးဝင်းမန်ချက်စတာယူနိုက်တက် အာအဝေးခွင်းမှာဆိုရင်ရက်လက်တွေမကောက်တဲ့ကအားလုံးတည်တဲ့အတိုင်းပဲငါးပွဲကစားပြီးတော့တစ်ပွဲနိုင်လာတယ်နှစ်ပွဲသေးကြပြီးတော့နှစ်ပွဲရှုံးထားတယ်အဲ့လိုအခြေအနေရှိတယ်အဲ့ဒီတော့စပားကရောစပားကလည်းသူကကြောင့်တမျိုးအိမ်ခွင်းမှာရက်လက်ကောင်းနေရတာမျိုးနေတယ်ငါးပွဲကစားပြီးတစ်ပွဲနိုင်တစ်ပွဲသေးသုံးပွဲရှုံးထားတယ်သူ့ရဲ့အိမ်ခွင်းရက်လက်ကတော့နည်းနည်းလေးပို့ပြီးတော့စိုးတဲ့သဘောမျိုးလေးရှိတယ်စပားအဝေးခွင်းမှာဆိုရင်တော့ပရီးမီယာလိမှာအကောင်းဆုံးအသင်းအနေနဲ့ထိစရာသေးသေးမှရှိနေပေမဲ့အိမ်ခွင်းမှာဆိုရင်တော့ ဇလက်တွေကောင်းလေးကောင်းလာမှယူထားသူတို့လက်တော်ကောင်းလာပြင်ဆင်နေရပါတော့ဆိုတော့ဒီနှစ်သိန်းချာမှာကစားပုံလေးတွေတစ်ချက်ပြောရမယ်ဆိုတော့ပြီးခဲ့တဲ့နောက်ဆုံးပဲ Manchester United ကဒီတူတူနဲ့ Northern Forest ကိုတေးကြသွားတယ်နှစ်ဂိုးစလုံးဟာ cross ball နဲ့ပေးလိုက်ရတယ်ညာဘက်က cross ball နဲ့ပေးလိုက်ရတယ်ဒါကိုတော့မှတ်ထားစေချင်တယ်ကျွန်တော်နောက်မှအဲ့ဒါအဲ့ဒါချိန်ဆက်ပြီးပြောပါမယ် Spurs ကတော့ Chelsea ကို1-0နဲ့ရှုံးသွားတယ်အဲသူတို့ရဲ့အိမ်ဝင်းမှာပဲ အိမ်ဝဲမှာပဲဟိုမှာနောက်တန်းပိုင်းမှာစာရီဆိုင်ဝင်ပေးတဲ့အလုံးကပုံမြဟိုဘောဝိတ်လိုအပ်ချက်ကြောင့်ဘန်ဒီဘန်နဲ့ဘန်ဒီဘန်ကြားတဲ့ငကိုက်စီတို့ကလူပြီးတော့ရအောင်ဘယ်လိုကိုသွင်းသွားတာဖြစ်တယ်ဒီဘက်မှာလည်းသူချဲစီကိုမရှင်းနိုင်ခဲ့ဘူးလို့သိရတယ်အဲ့တော့နောက်ဆုံးပဲဒီနှစ်သိန်းရဲ့နောက်ဆုံးပွဲတွေမှာရလိုက်တယ်မကောင်းခဲ့ဘူးကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်း spar ကအဲ့ဒီ notian forest ကသူ့ရဲ့ညာဘက်က cross နဲ့ယူနိုက်တက်ကိုနှစ်ကိုသွင်းထားသွင်းသွားခဲ့တယ်ဒုတိယပိုင်းပွဲဆောင်ပါပါတော့ အဲ့တော့ spa ကိုကျွန်တော်ပြန်ကြည့်အောင်ဒါပြောချင်တဲ့သဘောတရား spa ကဒီ premier league မှာ cross successful cross ပေါ့နော်အောင်မြင်တဲ့ cross ပြဖို့မှုအကောင်းဆုံးအသင်းတွေမှာပါတယ်ဒီပုံမှာကြည့်မယ်ဆိုရင်တော့အဲ cross ball open play ပေါ့နော်ဒီပွဲကစားနေရင်ပြတဲ့ cross ball ဒီတောင်ငံပေါ်မှာပြတဲ့ cross ball မဟုတ်ဘူးအဲ့လို cross ball တွေမှာဆိုရင်ဖြတ်တင်ဘောတွေမှာဆိုရင်ဘူဘာဒန်59ချိန်အောင်မြင်ထားတယ်မန်ချက်စတာနဲ့က36ချိန်အောင်မြင်ထားတယ် ဲ့ဒီမှာ spa ကိုကျွန်တော်တို့မြင်ရတယ် spa 6အဆင့်6မှာရှိနေအချိန်30 United နဲ့6ချိန်ပဲกว่าဆိုတော့ဒီ spa ကလည်း cross ball ကိုဖြတ်တင်ဖို့တော်တော်ကြီးအားကိုးတဲ့အသင်းဖြတ်တင်ဖို့တိကျတဲ့အသင်းလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တဦးချင်းစမ်းဆောင်ရေကိုပြန်ကြည့်မယ်ဆိုရင် cross ball successful ဘောနဲ့ဒီ open play ကနေဒီဘောလုံးဒီကစားခွက်ထဲတီဆောင်ရင်းနဲ့ဖြတ်တင်ဖို့တင်တဲ့နေရာမှာပြီးမြလိမှာအကောင်းဆုံး player တွေထဲမှာကုဒုကအဆင့်3ချိန်တယ်သူကဟိုဟာ10ချိန်ဖြတ်တင်ဖို့အောင်မြင်ထားတယ် နောက်တစ်ခုနောက်တစ်ခုကျွန်တော်တို့မြင်မယ်ဆိုရင် Brian Ambubo ရဲ့အောက်မှာ Pedro Poro မြင်ရလိမ့်မယ် Pedro Poro ဒီ Spain သား cross ball ရေးရကောင်းတယ်ဆိုတော့ဖြစ်တယ်မို့ရကောင်းတယ်ဆိုတော့ကျွန်တော်တို့သိတယ်ဖြစ်တယ်မို့သူ၈ gain အထိအောင်မြင်ထားတယ်ဒီနှစ်ယောက်ဆိုတော့ညာဘက်ချမ်းဆိုတာကိုမြင်ရလိမ့်မယ်အဲ့တော့ Manchester United ပြီးခဲ့တဲ့ဘွယ်ဖြစ်တယ်မို့ ਨੇ goal ပြီးခဲ့ရတဲ့ဒီ Manchester United ရဲ့ဘယ်ချမ်းဒီပြန်ပဲအသိရဲ့ညာဘက်ချမ်းက player เนี่ยปูรุเนี่ยปูรุปูรุเยครอสเตก็ตีก้านเนี่ยสรเอาเนี่ยมั้ย အဲ့တော့တကယ်မြင်မြင်ရောကြည်အောင်ကျွန်တော် Everton နဲ့ပွဲမှာဆိုရင်တို့က3-0နဲ့နိုင်ခဲ့တယ်အဲ့ဒီ3-0လုံးကဖြစ်တယ်အဲပြောရရင်တောင်းကန်ဘောနဲ့ကောင်းတိုက်ဘောတွေကလာတယ်ပထမ goal ကကုတုရဲ့ cross ဘောဖြစ်တယ်ဘောကနေဗန်ဒီဗန်ကောင်းတိုက်သွားတယ်ဒုတိယ goal ကပဒရိုဘိုရဲ့ဖြစ်တယ်ဘောကနေပြီးတော့ကောင်းတိုက်သွားတယ်နောက်ဆုံးအလုံးကလည်းပဲဒီပဒရိုဘိုဖြစ်တယ်ဘောကို Richarlison ခုပေးတာနေပြီးတော့ဘိုးတင်သွားတယ်ဘန်နန်ဂျွန်ဆင်နဲ့တွေ့တယ်ဘိုးတင်သွားတယ်ပြောရ ကြီးကြီးရပြန်တရားဖြတ်တင်ဘောတွေဒီတောင်းကံဘောတွေပြောရင်အမြင်ဘောနဲ့ပေါ့နော်ဒီလိုအလုံးနေရာတွေဒီစပါကိုရတာကိုမြင်ရတယ်။နောက်ဘက်ကျွန်တော်တို့ဒီ Aston Villa နဲ့ဘက်မှာသူတို့ရခဲ့တဲ့ဂိုးပြန်ကြည့်မယ်ဆိုရင် Gudus ကဒီတောင်းကံဘောကနေသူတို့ short pass နဲ့ပေးရင်းနဲ့လွတ်လာတဲ့အဟာကနေပြီးတော့ဒီဘဲအချိန်မှာကုလူဘဲဘဲချောင်းရောက်တယ်ဘဲဘဲချမ်းနေပြီးတော့ cross တင်လိုက်ဖြတ်တင်မောတင်လိုက်ပြီးတော့အဲအနေနဲ့သူတို့ခွင့်ခွင့်ကိုရသွားတာပေါ့နော်ပြီးတော့မှသူတို့ပြန်ရှုံးသွားတယ် အဲ့တော့နောက်နောက်တစ်ပတ်ဒီ West Ham နဲ့ပွဲမှာဆိုရင်လည်းပဲဒီလိုပဲဒီဒီဟိုဘက်ချမ်းက cross ဖြစ်တဲ့ဘောကနေပြီးတော့ counter ဒီအဲပြောရရင်တော့သူတို့အသင်းရဲ့ Bebel Chan နေပြီးဖြစ်တဲ့ဘောကနေ counter ပြီးတော့သူတို့ကိုရသွားတာအဲ့တော့တောင်းဖြစ်တဲ့ဘောဆိုတောင်းကံဘောပေါ့နော်တောင်းကံဘောတွေဖြစ်တဲ့မျိုးကိုရသွားတာဆိုတော့တောင်းကံဘောတွေဖြစ်တဲ့ဘောတွေတိတ်ကောင်းအောင်မြင်ရတယ်ကျွန်တော်နောက်နောက်ထပ်ဒီ Bandley နဲ့ပွဲမှာဆိုရင်လည်းကုရုကညာဘက်တောင်းမန်းနေပြီးညာညာနဲ့ဖြစ်တင်တယ်သူကဘယ်သန်းဒါပေမဲ့ညာနဲ့ကောင်းကောင်းဖြစ်တင်နိုင်တယ် ဖြတ်တင်မှုအတွက်ကိုအရင်အချိန်တွေယူနေနေရာတွေယူနေပဲနဲ့ဖြတ်တင်နိုင်တာကိုဒီဘက်မှာသိမြင်ရတယ်။ဆိုတော့ဖြတ်တင်လိုက်တဲ့ Richard Listen တကူအတွင်းနဲ့နောက်တကူလည်းသူပဲဖြတ်တင်နဲ့ဖြတ်တင်ပြီးတော့အဲ့ဒါကိုပဲ Richard Listen ရပဲနောက်တကူဒီ volley ကန်တဲ့နဲ့ကန်သွားတယ်ပေါ့နော်။အဲ basket ကန်ချက်လို့ခေါ်မယ်တဲ့တွေ့အဲအဲ့လိုကန်သွားတယ်။ဆိုတော့ကျွန်တော်ဒါကိုကြည့်မယ်ဆိုရင် Pedro Pro ရောဒီ Gudus ကဖြတ်တင်ပေါ်ကတော်တော်ကောင်းတာကိုကျွန်တော်တို့ သတိထားမိမယ်လို့ထင်တယ်။လူတွေအများစု အမြင်မှာကကိုတို့ကတူးချင်းကြော်ဖြတ်နိုင်စွမ်းနေကိုတို့ရဲ့တူးချင်းကြော်ဖြတ်နိုင်စွမ်းနေစသဖြင့်ပေါ့နော်။အော်အဲ့ဒါတွေကိုလူတွေကပို့ပြီးတော့တိတ်ကွန်နေပေါ့နော်တိတ်ကွန်နေကိုလူတွေကပို့ပြီးတော့သတိထားမိကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်သတိထားမိတာတော့ကုတုကြီးရဲ့ဒီဟိုဖြတ်တင်ပေါ်ကြီးသူတို့ရဲ့ဒီစပါရဲ့ညာဘက်အချမ်းဖြတ်တင်ပေါ်ကြီးကျွန်တော်အဲ့ဒါကိုတော့စိုးရင်လည်းအဲ့ဒါတွေကို United ဘက်ကဒါစီနိုင်မှာမလားပြီးခဲ့တဲ့ဘွဲကပဲကျွန်တော်တို့အဲ့ဒီ download back ပေါ့နော် download back ကနေပြီးကျွန်တော်ဖြတ်တင်မောင်းနေလို့ကိုပေးခဲ့ရတယ်ဆိုတော့အဲ့တော့ဒီဒီ spy ရဲ့လူစည်းရုံးလေးကျွန်တော်တို့ချက်လောက်ပြန်ကြည့်လိုက်အောင်ပေါ့နော်သူတို့ချက်ကြားထဲမှာချန်ပီယံလိရှိတယ်အဲ့တော့ပွဲပန်းထားဖို့တော့များတယ်ဒါပေမဲ့သူတို့အဲ့ဒီချန်ပီယံလိမှာ Kudus တို့ကိုအနာပေးထားပြီးတော့သူတို့ကစားသွားတယ်ဟိုဘက်ကလည်းဟိုဘက်ကအသင်းကိုလည်းသူတို့ဘယ်လိုကစားစားနိုင်တဲ့အသင်းပေါ့သူတို့သူပွဲပန်းမှုကတော့ဒီ player တွေမှာရှိမှာမဟုတ်ဘူး။အစားပြိုင်ဆိုင်ပေါ်ကတော့အမှန်တော့ပဲပါရသွားတယ်နဲ့တူတယ်။ဆိုတော့ဒီ အခင်းချင်းကတော့ဇာဘီတိုင်းမွန်နဲ့ဘက်ပဲဘယ်သူကစားမလဲဆိုတော့ကျွန်တော်မသိဘူးဒီပုံတိုင်းပဲကျွန်내ဟာတော့ကူဒူးစားမယ်စားအမ်ဒီပိုလင်ညာနဲ့ဘန်ဘန်တန်ကူကအမ်နောက်ကဘန်လီဘန်ဒန်ဆိုပေါ့ဆိုရိုမဲရိုကဒန်ရနေလုံးနဲ့တူတယ်အဖီကာရီရောပေါ့နော်ဟုတ်တယ်ရိုမဲရိုဒန်ရတယ်တူတယ်ရှီချီယိုမှာပါအဲရှီမှာတော့ကျွန်တော်တို့ကကိုလိုကိုလိုမွန်နီကိုတို့တော့၃လေး၃တာရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ရစ်ချယ်လစ်စင်ပါလာတာကိုပိုကြောက်တယ်ရစ်ချယ်လစ်စင်ရဲ့ဒီဟိုးတဲ့ပလေးတွေ ါ United ကိုကောင်းကောင်းဒီပြောရင်တော့ကျွန်တော်တို့ရဲ့အဲ delete ကိုထိန်းချုပ်သွားမှာဆိုတယ် delete ကိုထိန်းချုပ်သွားပြီးတခြားလူကိုသွင်းလာမျိုးပေါ့နော် delete လောက်ရှားလို့မရ United နောက်တန်းနည်းနည်းလေးပြဿနာရှိနိုင်ကြည်ရှိတယ်ပြီးတော့အဲပြီးတော့ဒီ Manchester United ဘက်ကတော့ဒီတိုင်းပဲလူစင်းထွက်သွားမယ်လို့ထင်တယ်ဒီတိုင်းပဲလူစင်းထွက်သွားမယ်ဆိုတဲ့နေရာမှာကျွန်တော်ကတော့ဒီဘက်မှာ Dallo Sadogu ကိုပြန်ပြီးကစားခိုင်းမယ်လို့ကျွန်တော်မြင်အောင်လေးတယ်ဒိုဂူရဲ့ဒီပါဝါနဲ့ဟိုဘက်ကကူရူးဆို ါမှမဟုတ်ရင်ပက်ထရိုပိုလိုကိုတားဆီးနိုင်မယ်ဒီဖြတ်တင်မောတွေကိုအထိုက်လျောက်ဟန်တာလုံးနိုင်မယ်လို့ကျွန်တော်မျှော်လင့်တော့ကျွန်တော်ဒိုကိုပိုမြင်မြင်ရတယ်ဒီဘက်မှာအားနည်းချက်ဖြစ်မှာတော့ကျွန်တော်သတိထားမိကြည့်ရင်တော့ဒီ Northern Forest ကပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့ဒီသူတို့ကညာဘက်ခြမ်း cross တင်တဲ့အချိန်မှာအနောက်တိုင်ပါနော်အနောက်တိုင်မှာ position ယူရတာယူယူနဲ့အာမဒီယာလို့အာမဒီယာလို့နဲ့ယူယူရှိနေတဲ့အနောက်တိုင်ကိုသူတို့က target ထားပြီးတော့ဥတည်ပြီးတော့တိုက်ခိုက် သွားတာလို့ကျွန်တော်မြင်တယ်အဲအကြောင်းလဲတကောသူတို့ရသွားမဟုတ်ကေဆိုက်ကအာမက်ကအမောင်းနေပြီးတော့ကောင်းတိုက်သွားတာပေါ့နော်အဲ့လိုမျိုးအဲအဲ့လိုမျိုးဖြစ်အောင်လို့ဒီဘက်ဒီစပါလဲသူတို့အာသန်နဲ့ညာဘက်ကနေဖြတ်တယ်မှာဖြစ်မှာတော့အာမက်နဲ့ယူယူနေအောင်တော့နည်းနည်းလေးတော့စိုးနေဒါပေမဲ့အဲ့နေရာလုံးမပါလို့ကလည်းအဆင်မပြေဘူးဖြစ်နိုင်တာတစ်ခုကတော့ delete ကိုအာမက်နေရာကိုနောက်ကိုခူခိုင်းပြီးတော့ဖိန်ဘွားပါလာတာဖြစ်နိုင်ပေမဲ့ဖိန်ဘွားကပြီးခဲ့တဲ့ပွဲအထိလူစင်းမပါမလာသေးဘူးဆိုတော့ तू က နားရမှာလားပါလားဆိုတာမသိသေးဘူးကျွန်တော်ဒီရလုပ်တဲ့အချိန်မှာသင်းစာရှင်းလင်းပွဲလည်းမပြီးသေးတဲ့အတွက်ကြောင့်ဒါတွေကတော့ဒီသတင်းတွေကျွန်တော်မသိရသေးဘူးဒါပေမဲ့အဲနောက်သင်းစာရှင်းလင်းပွဲသိရရင်တော့ဒီ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 အကြောင်းအရရှင်းလင်းသိအောင်ပေါ့နော်ကျွန်တော်နေရာတော့ဒီတိုင်းပဲကစားမယ်ဒီပွဲမှာတော့ပြောရရင် Manchester Manchester United ဘက်ကအဝေးဝင်းမကောင်းဘူးစပါးကအိမ်ဘက်မကောင်းဘူးဒီနှစ်သင်းတွေ့တဲ့ပွဲမှာဆိုဘာမစိုးတော့တည်တာမခံလို့ပဲဖြစ်နိုင်တယ် ဒီနောက်ပိုင်းဂျာလက်တွေဟက်တူဟက်တွေကြည့်မယ်ဆိုတော့ United ဘက်ကအသာစီးရတာမရှိဘူးကျွန်တော်ကျွန်တော်နောက်ဆုံးနိုင်ခဲ့တာက Cristiano Ronaldo ဂိုးသွင်းတဲ့ပွဲမှာနိုင်ခဲ့တာလေဒီ hat trick လာအဲ့ဒါပြီးတယ်ကျွန်တော်မနိုင်ခဲ့တာလို့ထင်တယ်ဒါပေမဲ့အဲ့ဒါနိုင်ခဲ့တယ်ဆိုတော့အဲ့အဲ့ရှေ့ပိုင်းမှာလည်းတိတ်ပြီးအသာစီးရတာမျိုးမရှိဘူးပြောရရင်တော့ဒီနောက်ပိုင်းနှစ်တွေမှာ United ကအသင်းတိုင်းကိုရှုံးနေတာဖြစ်တဲ့တော်ဒီကိစ္စတော့ထူးထူးတော့ပြောစရာတော့လိုမှမကြည့်ဘူးဒါပေမဲ့ loss ဲဒီ African Cup မသွားခင်ယာဒီအစားပိုင်းမှာဒီ Korea Champions League ို့မဟုတ်ဥရောပဝင်ဝင်ရကျင်လဲဆိုဒီပွဲတွေကိုအနိုင်ရထားမှဖြစ်မယ်အဲ့တော့အဝေးအဝေးဝင်ရလက်ကိုလည်းဒီချိန်မှာကောင်းအောင်လုပ်ဖို့တော့တင်းတော်နေပြီလို့ထင်တယ်စပါကလည်းစပါအင်္ဂလန်လည်းတိတ်ကောင်းလာတာမဟုတ်တော့နိုင်ကျင်တော့အနိုင်ကစားလို့ရတယ်ကျွန်တော်ကတော့ပြီးတော့ဒီပွဲပြီး international break သွားတော့မှဆိုတော့မကောင်းတဲ့တည်နေမကောင်းတဲ့အကြောင်းအရာတွေမဖြစ်ပေါ်သွားအောင်ဒီပွဲလေးနိုင်ထားလိုက်ရင်ဒီ international break မှာကောင်းကောင်းလေးပြင်ဆင်ခွင့်ရမယ်နောက်ထပ်လာမယ့်ပွဲတွေမှာကောင်းကစားခွင့်ရမယ်လို့ထင်တယ်ဒီပွဲအဲ့ဒါကြောင့်ဒီပွဲကတော့ နှစ်သင်းလုံးရုံးကန်သွားမယ်နှစ်သင်းရုံးကန်သွားမှာဟိုမှာချန်ပီယံလိပွဲပန်းထားတဲ့စပါကို United ဘက်ကဘလို့အသာစီးရနိုင်မလဲအဲလိုစဉ်းစားဖို့ကောင်းတယ်ကျွန်တော်ကတော့အဲဒီပွဲကတော့2-1လောက်နဲ့တော့အနိုင်1-2ပေါ့နော်မက်ဆဒန်ဘက်ကဝေခွင့်ဆိုတော့1-2လောက်နဲ့တော့အနိုင်ယူသွားမယ်လို့ထင်တယ်ကျွန်တော်အဖြစ်စီကျွန်တော်ကတော့ဒီပွဲမှာ clean sheet ရစီချင်ပြီကိုရီးယားနောက်တန်းကဒီထက်ပိုပြီးတော့စီစီလုံးလုံးဖြစ်စီချင်ပြီနောက်တန်းဆိုတော့ခန်းစည်းကစားကိုစီစီလုံးဖြစ်စီချင်ပြီဒီအဲ့ဒါဒီပွဲမှာတော့ clean sheet ရစီချင်တယ်ဒါပေမဲ့ခက်စပါးရဲ့ရှီရန်ကောင်းတဲ့အတွက်ကြောင့် 1 2တောင်းနဲ့ပဲကျွန်တော်ကတော့မှတ်ပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော် Spanish Manchester United ပဲကျွန်တော်ရဲ့ project သုံးသချက်ဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုရေးသဘောကျနှစ်သက်သက် like subscribe လုပ်ပြီးတောင်းဆိုပါကျွန်တော်နောက်ဗီဒီယိုပြန်ကြမှာ